ပြန်လုံတော်မူကံဤအာနာပါနရှုမှတ်နေစဉ်ရောင်ကြည်တော်ကွန်မြူတဲ့ယဟန္တာဆရာတော်ဖရာကြီးဒုတိယတိမ်တောင်ဆယ်ကြီးတော်ရဆရာတော်ကြီးဥဇုံဝနအကြောင်းကိုတင်ဆက်ပေးပါမယ်။ယဟန္တာဆရာတော်ကြီးလို့ထင်ရှားကျော်ကြားခဲ့တဲ့ဒုတိယတိမ်တောင်ဆယ်ကြီးတော်ရဆရာတော်ဖရာကြီးကို AD 1882ခုဇူလိုင်လ4ရက်နေ့အင်္ဂါနေ့တွင် ဖခင်ဦးကျော်မိခင်ဒေါ်ကောင်းတို့မှ မိတ္တိလာခရိုင်ဝန်ွင့်မြို့နယ်ရှိ ရွှေတွင်းတူးဆယ်ကြီးရွာမှာ ဖွားမြင်တော်မူခဲ့ပါတယ်။ထူရွာကြီးအနီးမှာအနော်တာမင်းကြီးဆယ်ပို့ခဲ့တဲ့ဆယ်ကြီးလည်းရှိပါတယ်။ပူပြီးထူးကြတာကအဲ့ဒီရွာကိုကျန်စင်မင်းကြီးတည်ထောင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ဆယ်ကြီးတော်ရဆိုတာကလည်းအဲ့ဒီဇာတိရွာကိုအကြောင်းပြုပြီးဆိုခြင်းဖြစ်ပါတယ်။အဲ့ဒီရွာဟာရှေးတုန်းကပကံခင်ကျန်စသားမင်းရဲ့မိဖုရားတစ်ပါးဖြစ်တဲ့မက်ခင်တန်ရဲ့ဖွားရဇာတိလည်းဖြစ်ပြီး အဲ့ဒီမိဖုရားကပဲရွှေပုံသာဇေယျတော်ကြီးကိုတည်ထားခဲ့တယ်လို့သိရပါတယ်။ဆရာတော်လောင်းလျာဟာအသက်20ကျော်တဲ့အထိမိဘတွေနဲ့အတူလောက်ကန်စားတောက်နေခဲ့ပြီးမန္တလေးကိုရောက်လာခဲ့ပါတယ်။အဲ့ဒီတုန်းကဆရာတော်လောင်းလျာဟာရောင်ကြီးပွင့်နေဖြစ်ပါတယ်။အလွန်ယိုးသားမှန်းသိတာကြောင့်မိုးကုတ်ကတထေးတယောက်ကခေါ်ယူမွေးစားခဲ့ပြီးကျောက်တံပရမ ्या ပေါင်းများစွာကိုပြကပျော်ရွှင်အောင်ထားခဲ့တယ်လို့ဆိုပါတယ်။သို့ပေမဲ့မပျော်ရာကြောင့ ဖခင်ကြီးဦးကျော်နဲ့ပြန်လိုက်သွားပြီးရွာကိုပြန်ရောက်လာခဲ့ပါတယ်အဲ့ဒီနောက်လူဝင်းနဲ့မပြောတော့တာကြောင်းအင်းမကြီးတောချောင်းကလေးကိုသွားရောက်တော့ကျောင်းကလေးဟာလေးတိုင်စင်နဲ့တောချောင်းကလေးဖြစ်ပြီးထမ်းရွက်မိုးနဲ့ဖြစ်တာကြောင်းအလွန်နှစ်သက်ကအဲ့ဒီကျောင်းကလေးမှာသတင်းသုံးတော်မူနေတဲ့အင်းမဆရာတော်ဘုရားကြီးထံမှာပဲကပ္ပိယလောက်ကနေခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီနှစ်ကအေဒီ1900ခုနှစ်ဖြစ်ပြီးအဲ့ဒီနှစ်ဝါဒွင်းကာလမှာပဲကိုရင်ကြီးစတင်ဝတ်ခဲ့ပါတယ် ကိုရင်ကြီးဘွဲ့တော်ကိုတော့ဆရာတော်ကြီးကရှင်ဇဝနအဖြစ်ကြီးမြင့်ခဲ့ပါတယ်။အဲ့ဒီနောက်ကိုရင်ကြီးဇဝနဟာလေဒီဆရာတော်ဖျားကြီးနဲ့တကြတောင်ဆရာတော်ဖျားကြီးဥတီလောကတို့ထံမှာစာဝါများကိုနီးနာခံယူစီးပူးတင်ကြားခဲ့ပါတယ်။ AD 1920ခုနှစ်တထုံမြို့ဇင်းချိုက်တောင်ရဲ့မြောက်ဘက်ကတုံမိုင်းအတွင်ချင်းချောင်းတထေဆောက်လို့လူရန်ခဲ့တဲ့စံချောင်းတော်မှာလေဒီဆရာတော်ကြီးကိုဝါကတ်တော့ဥဇဝနာလေးလိုက်သွားခဲ့တယ်။ ဥဇဝနာကိုလေဒီဆရာတော်ဘုရားကြီးက မောင်ဇဝနာလို့ခေါ်ကြောင်းသိရပါတယ်။အေဒီ1938ခုနှစ်မှာဥဇဝနာဟာဆယ်ကြီးတော်ရဆရာတော်ကြီးဖြစ်လာခဲ့ပါတယ်။အဲ့ဒီအခါမန္တလေးတခွင်သာသနာပိုင်ဆရာတော်ဘုရားကြီးထံကိုတွားရောက်ကြတော့ကတောင်ကွင်းသာသနာပိုင်ဆရာတော်ကြီးရဲ့ပန်ကြားချက်အရာအိမကြီးဆရာတော်ညွှန်ပြချက်အတိုင်း၎င်းလေဒီဆရာတော်ဘုရားကြီးညွှန်ပြချက်အတိုင်း၎င်းတက်ကြတောင်ဆရာတော်ညွှန်ပြချက်အတိုင်း၎င်းပြန်လည်ဟောပြရာ တောင်ခွင်သာသနာပိုင်ဆရာတော်ဘုရားကြီးကအထူးနှစ်သက်ကြောင်းသိရှိရပါတယ်။ဥဇဝနဟာယဟန်ဖြစ်ပြီးမကြာမီပြင်မနာ အင်ဂျင်မြိုင်တော်ရမှာလေဒီဆရာတော်ဘုရားကြီးထံနီးနာခံစဉ်ညနေပိုင်းရောက်ရင်ဆရာတော်ဘုရားကြီးကတောကြောင်အပြင်ဘက်တောထဲကိုကြွသွားတာကြောင့်လိုက်သွားကြည့်ခြင်းစိတ်ပေါ်လာပါတယ်။နောက်တရက်ဆရာတော်ကပင်မောင်ဇဝနကြီးငါးနှစ်လိုက်ခဲလို့ဆိုကတောထဲကိုခေါ်သွားပြီးတင့်တော်ရာနေရာမှာ တရားရှုမှတ်ကြပါတယ်။ အမောင်ပြိုးစအလုတ်ခွင်ကထပြီးမောင်ဇဝနာတို့များကွယ်ဒီအာနာပါနာကိုလမ်းကုန်အောင်ဖမ်းနေတာနှကောင်းပေါက်နှစ်ဖက်ကလွတ်လိုက်တဲ့အလင်းဓာတ်ကဒီကမ္ဘာလောကတက်ကြီးတစ်ခုလုံးကို ဆုံးအောင်လွှမ်းလို့ရတယ်ကွ။ဒါပေမဲ့ခတ်တာက ဖြန့်ထားတဲ့အလင်းကိုပြန်ပြီးခြုံလိုက်တော့စီးစီးလုံးလုံးနဲ့ကြည်ပြီးမလာဘူး။အကွက်အကွက်နဲ့ဇကွဲကျဲနေသေးတယ်ကွ။ဒါကူတာနိုင်နေရင်ကွ။ကမ္ဘာလောကတက်ကြီးတစ်ခုလုံးကို နိုင်နေတော့တာပါပဲ။ကိုလှုပ်ချင်တယ်လို့လှုပ်လို့ရသွားပြီ။ အေးမင်းလည်းဒီမှာနေရင်ငါ့လိုကြိုးစားဆိုကမိတ်တော်မူပါတယ်ဆရာတော်ဘုရားကြီးရဲ့မှတ်စုလေးစာအရာ၎င်းဥက္ကငိစသူတို့ရဲ့ပြောကြချက်အရာ၎င်းလောကီတကူရှင်များနဲ့တွေ့ပုံနာနာဘာဝများနဲ့တွေ့ပုံတိန်တော်ဘုရားမတီမီကဓာတ်တော်ရီရောင်ကြီးတော်ကုမျိုးပုံเจ้าအမိုးပြူကြမြီကိုโจတင်သိမြင်ပြီးရုတ်တရက်တပည့်တွေကိုခေါ်က အပြင်ကိုကြွသွားပုံစရဲထူးဆန်းအံ့ဩပွဲကြီးညိုပွဲရီလည်းရှိသေးတယ်လို့သိရပါဗျ။ ဆရာတော်ကြီးတရားအထုတ်တော်မူရာအောင်မြေเจ้าဟာမန္တလေးတိုင်းဝန်တွင်းမြို့အတွင်းမှာတည်ရှိပါတယ်။ဝန်တွင်းမြို့ပေါ်ကနေတမိုင်လောက်အကွာမှာတည်ရှိပြီးတိန်တောင်တောရာလို့ခေါ်တွင်ပါတယ်။အောင်မြေเจ้าတော်ရာဟာဧကတရားလောက်ကျယ်ဝန်းပြီးတိန်တောင်မှာစိန်တောင်ပေါက်တယ်လို့နာမည်ကျော်ကြားတဲ့နေရာထူးကြီးလည်းဖြစ်ပါတယ်။အဲ့ဒီနေရာမှာတည်ရှိတဲ့အနန္တလောကရံပြည်ဓာတ်ပေါင်းစုဇေယျတော်ကြီးဟာလေအတိတ်တိတ်ကိန်းတော်မူတယ်လို့ကြော်ကြားတဲ့ဇေယျတော်ကြီးဖြစ်ပါတယ်။ ပထမအင်းမကြီးတိမ်တောင်တော်ရဆရာတော်ဖရာကြီးဟာလေဒီဆရာတော်ဖရာကြီးနဲ့မရှိမနှောင့်ပင်ငငယ်ရွယ်ရွယ်နဲ့ထင်ရှားကျော်ကြားတော်မူတဲ့ယဟန္တာဆရာတော်ကြီးပဲဖြစ်ပါတယ်။ထိုအင်းမကြီးတိမ်တောင်တော်ရဆရာတော်ကြီးရဲ့တပည့်ရင်းတစ်ပါးဟာဥဇဝနာဖြစ်ပြီး နောက်ခါမှာဒုတိယတိမ်တောင်ဆယ်ကြီးတော်ရဆရာတော်လို့ကျော်ကြားတော်မူခဲ့ပါတယ်။ရှေးတုန်းကတကြတောင်ဥတီလောကထံမှာနိနာခံယူခဲ့ပြီးနောက်ခါအင်းမကြီးတိမ်တော်ဆရာတော်ရဲ့တပည့်ရင်းတူဖြစ်လာခဲ့ပါတယ်။ ဖူဆီယာတော်ကြီးဟာလေဒီဆီယာတော်တက်ကြတောင်ဆီယာတော်နဲ့ပြောပွဲဆီယာတက်ကြီးတို့ရဲ့တရားအမွေအနှစ်ကိုရခဲ့တယ်လို့လည်းသိရပါတယ်။ဆေကြီးတိုးရဆီယာတော်ဖခင်ကြီးဟာတက်တော်88နှစ်အရာ AD 1959ခုနှစ်နိုမာလ73ရက်တောက်ကြနေနနက်9နာရီအချိန်မှာစုတိကမစားရုပ်ခြုံငိမ့်တော်မူပါတယ်။ဆီယာတော်ကြီးပြန်လည်တော်မူကနီးမှာဂရင်မောမပလက်လန်က အာနာပါနကူတာတွင်တွင်ကြီးရှုမှတ်နေစေဆီယာတော်ကြီးရဲ့ပခုံးအထက် လေပင်ပပတ်လဲမှာအလင်းရောင်တွေကိုမြူးနေတာကိုထူးခြားစွာဖူးတွေ့ရပါတယ်။အလင်းရောင်များဟာအဝါရောင်အဖြူရောင်အစင်းများဖြစ်ကြပြီးဆရာတော်ကြီးရဲ့အသားရည်တွေဟာလည်းဝါဝင်းကထူးထူးခြားခြားလင်းလက်နေတယ်လို့အနီးမှာအလုတ်ကျွေးပြုတ်လျက်ရှိနေကြတယ်။တပည့်တက္ကရာမတွေကပြန်လည်ပြောပြကြပါတယ်။ဆရာတော်ဘုရားကြီးရဲ့မျက်နှာတော်ဟာအေဂျင့်တည်ငြိမ်နေပြီးရုံးကန်လှုပ်ရှားခြင်းလည်းမရှိပဲပြုံးလျက်ပင်ခန္ဓာဝန်ချသွားတော်မူခဲ့တယ်လို့သိရပါတယ်။ ထူးခြားတာကဆီယရော်ဂျီယုတ်ကလတ်တော်နဲ့အနီးတစ်ဝိုက်မှာ အမွှေးနှံ့တွေတင်းပြတ်နေတယ်လို့ဆိုပါတယ်။ဆီယရော်ဂျီဟာတတ်တော်46နှစ်ဝါရော26ဝါရောက်မှခန္ဓာဝန်ချတော်မူခဲ့ပါတယ်။ခုတင်ဆက်ပေးခဲ့တာကတော့ယဟန်နာလို့ကြော်ကြားတော်မူတဲ့ဒုတိယတိမ်တောင်ဆယ်ကြီးတော်ရဆီယရော်ဖျားကြီးရဲ့ပြန်လည်တော်မူကနီးမှာ အာနာပါနရှုမှတ်နေစဉ်ရောင်ကြီးတော်ကိုမျိုးတော်မူခဲ့တဲ့အမှတ်တမ်းပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။